မန္တလေးမြို့တမဝရီရပ်ကွက်တွင်ကတ်အကြီးဖြစ်ရာမှမေးလာမှုဖြစ်ပွားမင်္ဂလာပါအော်ဒီယိုဘိုင်းဆွန်နိုင်ကကြိုဆိုပါတယ်ယခုခါမှာတော့အလဲဝဲမီဒီယာဂရုကနေတင်ထားတဲ့မန္တလေးမြို့တမဝရီရပ်ကွက်တွင်ကတ်အကြီးဖြစ်ရာမှမေးလာမှုဖြစ်ပွားကလူလေးဦးတန်ရာရဆိုတဲ့အကြောင်းကိုတင်ဆက်ပေးမှာဖြစ်ပါတယ်နားဆင်ကြပါဦးခင်ဗျာမန္တလေးမြို့တမဝရီရပ်ကွက်တွင်ကတ်အကြီးဖြစ်ရာမှမေးလာမှုဖြစ်ပွားက လူလေးဦးတိကျတရားရရှိမှု မေလ9ရက်နနက်7:00နာရီခန်းကဖြစ်ပွားခဲ့ပါတယ်။ဌာမသာစီမြို့နယ်တမဝရီရက်ွက်64လမ်းပရီလမ်းရှိ15ဝေပတ်လည်မြေဆိုင်သူမိုးတုတ်ကာအောက်ခင်းတစ်ထပ်ဂတ်ဆိုင်တွင်58 kg ကအိုးကြီးမှဂတ်အကြီးခွဲသက်ဖြင့်ပေါ်တေဘယ်ကအိုးအသေးသို့ဂတ်အကြီးဖြစ်ရာပရက်ရှာလိုအပ်သည့်ထက် ပုံမှန်ဖြစ်မိရာမှပွင့်ထွက်ပြီး မေးလာမှုဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းမြန်မာနိုင်ငံမေးသက်ဌာနမှသတင်းရရှိပါသည်မြန်မာနိုင်ငံမေးသက်ဌာနမှသတင်းရရှိပါသည်မေးလာမှုကြောင့်15ရက်ပတ်လည်မြေစတူမိုးတုတ်ကအောက်ခင်းတစ်ထပ်48 kg ကာအိုဂျီ၄လုံး20ပေ30ပေနံကတ်နှစ်ထပ်အပေါ်ရက်မေးလောင်ဆုံးရှုံးခဲ့ပါသည်မေးလာမှုဖြစ်ပွားရသောမင်းကြီးတက်ရင်၁၀စီမိတက်ရေတက်ရင်၅စီ အောက်ချုပ်မှုယင်နစီတရေ30ဦးအကျန်း50ဦးတို့ဖြင့်တွားရောက်နှိမ့်တက်ခဲ့ရာရေကားလမ်း2000ခွက်ခန့်အတုံးပြုမင်းငိမ့်တက်ခဲ့ပြီးမိကျွေးမိချံများကိုရေကားလမ်း2000ဖြင့်အတုံးပြုနှိမ့်တက်ခဲ့ကြရာနေ့7:24မိနစ်အချိန်မီးထိန်နိုင်ပြီးနေ့7:32မိနစ်အချိန်တွင်မီးလုံးဝငြိမ်းခဲ့ကြောင်းသိရှိရပါသည်မီးလောင်မှုကြောင့်အသက်35နှစ်အရွယ်အမျိုးသားမှာအသက်35နှစ်အရွယ်အမျိုးသားမှာ မျက်နာလက်နှစ်ဖက်ခြေထောက်နှစ်ဖက်နဲ့တင်မားတို့မှာစိုးရင်ရတဲ့မေးလောက်တံရည်ရရှိခဲ့ပါတယ်။အသက်28နှစ်အရွယ်အမျိုးသားမှာတော့မျက်နာရဲ့လက်နှစ်ဖက်လုံးရဲ့ခြေထောက်နှစ်ဖက်လုံးရဲ့တင်မားရဲ့မှာစိုးရင်ရတဲ့မေးလောက်တံရည်ရရှိခဲ့ပါတယ်။အသက်41နှစ်အရွယ်အမျိုးသမီးမှာတော့ခြေထောက်နှစ်ဖက်နဲ့လက်နှစ်ဖက်မှာအနှဲငယ်မိဟက်ခံရပြီးတော့တန်လျာမော်တောင်အရန်မီတက်စကန်မှအသက်29နှစ်အရွယ်အမျိုးသားတက်ကြက်မှမျက်နာမိဟက် ညာဘက်လက်ချောင်းအနှဲငယ်မီးလောင်တံရရရှိခဲ့လို့သိရပါတယ်။မီးလောင်မှုဖြစ်စဉ်နဲ့ပတ်သက်ပြီးအမှတ်30နံမြေရဲစခန်းမှအသက်35နှစ်အရွယ်အမျိုးသားအားပ28 2025ပုံမှန်25ဖြစ် အမှုဖွင့်ရေးယူထားကြောင်းသိရှိရပါတယ်။နားဆင်ပေးကြသူအားလုံးကိုကျေးဇူးထူးတင်ပါတယ်။အားလုံးသောမြန်မာနိုင်ငံသားပေါင်းဘေးပြရွေးဝေးခွာကြပါစေဗျာ။